်မင်္ဂလာပါရှင်ရွှေရုံကနေတင်ဆက်ပေးမယ့်သတင်းအကြောင်းများကတော့မြန်မာနိုင်ငံပေါ်ခွေးခြားဆက်ဆံနေခြင်းကအာဆီယံရဲ့စီလုံးညီညွတ်မှုကိုထိခိုက်စေနိုင်တယ်လို့မြန်မာကိုယ်စားလှယ်ထောက်ပြဆွေးနွေးတဲ့သတင်းဖြစ်ပါတယ်၄၈ကြိမ်မြောက်အာဆီယံထိပ်သီးအစည်းအဝေးနှင့်ဆက်ဆက်ထိပ်သီးအစည်းအဝေးအခမ်းအနားများသို့မြန်မာကိုယ်စားလှယ်အဖွဲ့တက်ရောက်နေပြီးအဆိုပါအစည်းအဝေးများတွင်မြန်မာနိုင်ငံပေါ်ခွေးခြားဆက်ဆံနေခြင်းသည် အာဆီယံရဲ့စီလုံးညီညွတ်မှုကိုထိခိုက်စေနိုင်တယ်လို့ထောက်ပြဆွေးနွေးခဲ့ကြောင်းနိုင်ငံသားရေးဝန်ကြီးဌာနကသတင်းထုတ်ပြန်ပါတယ် 48ချိန်မြောက်အာဆီယံထိပ်သီးအစည်းအဝေးနှင့်ဆက်ဆက်ထိပ်သီးအစည်းအဝေးများသို့တက်ရောက်ရန်အတွက်မလေးရှားနိုင်ငံသို့ရောက်ရှိနေတဲ့မြန်မာကိုယ်စားလှယ်ဖွဲ့သည်အောက်တိုဘာ26ရက်က48ချိန်မြောက်အာဆီယံထိပ်သီးအစည်းအဝေးနှင့်ဆက်ဆက်ထိပ်သီးအစည်းအဝေးများဖွင့်ပွဲအခမ်းအနားအာဆီယံစုပေးရပွဲအခမ်းအနားအာဆီယံသို့တီမောလက်စ်တီဝင်ရောက်ခြင်းဆိုင်ရာကြီးညာချက်လက်မှတ်ရေးထိုးပွဲအခမ်းအနား48ချိန်မြောက်အာဆီယံထိပ်သီးအစည်းအဝေးမျက်နှာစုံကြီး73ချိန်မြောက်အာဆီယံအမေရိကန်ထိပ်သီးအစည်းအဝေး 28ကြိမ်မြောက်အာဆီယံဂျပန်ထိပ်သီးအစည်းအဝေး22ကြိမ်မြောက်အာဆီယံအိန္ဒိယထိပ်သီးအစည်းအဝေး48ကြိမ်မြောက်အာဆီယံထိပ်သီးအစည်းအဝေးတည်တံ့လို့သူတက်ရောက်ခဲ့ပါတယ်အစည်းအဝေးများတွင်မြန်မာကိုယ်စားလှယ်ခေါင်းဆောင်သည်အာဆီယံအတိုင်ဝန်ထူထောင်ရာတွင်အာဆီယံအတိုင်ဝန်မှန်နိုင်၃ရက်ကြာအပြန်အလှန်ဆက်နွယ်မိခိုးနေတဲ့အတွက်ကြံ့ကြံ့ခိုင်ပြီးတည်တွင်ဆန်းသင့်မှုများနဲ့အလင်းမြန်ဖွံ့ဖြိုးတိုးတက်တဲ့အာဆီယံအတိုင်ဝန်ဖြစ်စေရန်အတွက်ကြိုးပမ်းကြရမှာဖြစ်ကြောင်းအာဆီယံမိတ်ဖက်ဆက်ဆံရေးနဲ့ဆက်လင်း၍ အာဆီယံသည်အာဆီယံ၏မိဖက်နိုင်ငံများအကြားဆွေးနွေးမှုများနှင့်ပူးပေါင်းဆောင်ရွက်မှုများအတွက်အပြုသဘောစင်ကြံတစ်ခုဖြစ်ရည်တည်ဆောင်ရွက်သွားရမှာဖြစ်ကြောင်းလည်းဆွေးနွေးခဲ့ပါသည်။မြန်မာနိုင်ငံအရေးကိစ္စနှင့်ဆက်လင်း၍မြန်မာကိုယ်စားလှယ်ဖွဲ့ကောင်ဆောင်ကမြန်မာနိုင်ငံသည်ပြည်ရင်းတည်ငြိမ်အေဂျင်စီအကြံဖတ်မှုများရည်တံရေးဘတ်ဆောင်ဖွံ့ဖြိုးရေးတို့အတွက်ဂျိုးပန်းဆောင်ရွက်လျက်ရှိကြောင်း မကြမီကျင်းပပြုလုပ်မည့်ရွေးကောက်ပွဲသည်စစ်မှန်ပြသောသောပါတီစုံဒီမိုကရေစီနိုင်ငံတော်ထူထောင်ရေးအတွက်လမ်းကြောင်းတစ်ခုဖြစ်ကြောင်းနှင့်နိုင်ငံတော်အစိုးရအနေဖြင့်တိုင်းပြည်နှင့်ပြည်သူများကိုကာကွယ်စောင့်ရှောက်သွားမှာဖြစ်ကြောင်းဖြင့်ဆွေးနွေးပြကြခဲ့ပါသည်။ဒါအပြင်အာဆီယံ၏အခြေခံမှုများကိုစန့်ကျင်လျက်မြန်မာနိုင်ငံပေါ်ခွဲခြားဆက်ဆံနေခြင်းသည်အာဆီယံ၏စီလုံးညီညွတ်မှုကိုထိခိုက်စေနိုင်သည်ကိုလည်းထောက်ပြဆွေးနွေးခဲ့ကြောင်းထုတ်ပြန်ချက်မှာဖော်ပြထားတယ်လို့သိရပါပါတယ်ရှင်။